ဒီစကားဗီဒီယိုမှာတော့ Techno Phone တွေမှာပါတဲ့ feature လေးတွေအသုံးဝင်တဲ့တက်ဆန်ထွက်လေးကိုပြောပြပေးမယ်။ Message က Techno Phone ကင်ထားတဲ့လူဆိုရင်ဒီ video ကမဲဆွေတက်တကယ်အကျိုးရှိတဲ့ video ဖြစ်နိုင်မယ်။အဲ့တော့ဘယ် feature လေးပါလဲဆိုတာကိုကျွန်တော်လည်းတူတူအဆုံးထိကြည့်လိုက်အောင်။ပထမဆုံးအနေနဲ့ကတော့0 screen ပေါ့နော်။ပုံမှန် Techno Phone တွေမှာကကျွန်တော် home screen ရဲ့ဘယ်ဘက်ကိုဆွဲလိုက်မယ်ဆိုရင်ဒီလိုမျိုး page လေးတွေ့ရနိုင်မယ်။ အာဒီ page လေးမှာဆိုရင်ကိုကဘယ် application ကိုသုံးပါလဲဆိုတာ suggest လုပ်ပေးတယ်ကိုဖုန်းက brand ဘယ်လောက်စားနေတာကို suggest လုပ်ပေးတယ်ပြီးတော့ screen time ဘယ်လောက်ရှိလဲဆိုတာကိုပြပေးနေရပါတော့။ဒါကိုကိုကမကြည့်ချင်ဘူးမျက်စိနောက်တယ်ဆိုရင်ဒီ techno phone တွေမှာပိတ်ထားလို့ရတယ်။အဲဒီ feature လေးကိုဘယ်လိုမျိုးပိတ်ရမလဲဆိုတာကိုကျွန်တော်အခုပြောပြပေးပါမယ်။ဒီ feature လေးကိုဘယ်လိုမျိုးသုံးရမလဲဆိုတော့ကျွန်တော်ပထမဆုံး home screen ကိုဒီလိုမျိုးလေးလန်တစ်ချောင်းလဲလွန်လာမယ်။ပြီးတော့အောက်ဘက်မှာရှိတဲ့ desktop setting ကိုနှိပ်မယ်။ကြောက်အောက်လေးကိုနည်းနည်းဆွဲချပြီးတော့ဒီမှာ0 screen က on နေပေါ့เนาะအဲ့ဒီကိုပိတ်လိုက်မယ် okay နှိပ်မယ် ဒါပြန်ထွက်လိုက်မယ်ဆိုရင်ကျွန်တော်တို့ခုနက page လေးကရှိတော့မှာမဟုတ်ပါဘူး။ကိုဖုန်းလေးကရှင်းရှင်းလင်းလင်းနဲ့ကြည့်လို့ကောင်းနေမှာပေါ့။နောက်တစ်ခုက smart ban နဲ့အာဒီ feature လေးကဘယ်နေရာမှာသုံးဝင်လာလဲဆိုရင်ကိုက application တစ်ခုသုံးနေတဲ့အချိန်မှာနောက်ထပ် application တစ်ခုကိုထပ်ပြီးတော့သုံးချင်တာ။အာဒါမှမဟုတ်ကိုက video ကြည့်နေတဲ့အချိန်မှာ note လိုက်မှတ်ချင်တာ။အာဒီလိုမျိုးအချိန်တွေမှာဆိုရင်ဒီ feature လေးကတော်တော်သုံးဝင်တယ်။အဲ့တော့ဒီ feature လေးကိုဘယ်လိုမျိုးဖွင့်ရမလဲဆိုတာကိုကျွန်တော်အခုပြောပြပေးပါမယ်။ဒီ feature လေးကိုဘယ်လိုမျိုးဖွင့်ရမလဲဆိုတော့ကျွန်တော်ပထမဆုံး setting နဲ့ဝင်မယ်။ပြီးတော့ audio လေးကိုနည်းနည်းဆွဲချပြီးွားရင်ကျွန်တော် special function ဆိုတာတွေ့နေမယ်။ ဲ့ဒါလေးကိုနှိပ်လိုက်မယ်နှိပ်ပွန်းကကျွန်တော်ဒီမှာ smart pan နဲ့ဆိုတာရှိရပါတော့အဲ့ဒါလေးကိုနှိပ်မယ်ပြီးတော့ smart pan နဲ့ open လုပ်လိုက်မယ်ဒါဆိုရင်တော့ရပြီပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်ဥပမာတစ်ခုပြမယ်ဥပမာကျွန်တော်ကဒီပေါ့ gallery ထဲဝင်ပြီးတော့ကျွန်တော်ပုံကြည့်နေတယ်အဲ့ဒီအချိန်မှာကျွန်တော်ကနှုတ်မှတ်ချင်တယ်ပေါ့နော်နှုတ်မှတ်ချင်တယ်ဆိုလဲဒီ smart pan လေးကိုလူမျိုးဆွဲခေါ်ပြီးတော့နှုတ်လေးမှတ်ချင်တာမှတ်လို့ရတယ်အဲဒါမှမဟုတ်အခြားသော application တွေဖြစ်တဲ့ Facebook တို့ YouTube တို့ဒီလိုမျိုးတွေကိုလည်း ဖွင့်ပြီးတော့ application နှစ်ခုကိုတစ်ပြိုင်တည်းနဲ့တုံးရတယ်။နောက်ထပ် feature လေးတစ်ခုကတော့ AI charging protection ။အာဒီ feature လေးကဘယ်လိုနေရာမှာအသုံးဝင်တာလဲဆိုရင်ကိုကတညာလုံးဖုန်းအားသွင်းထားရဆိုရင် အားတရာပြည့်သွားပါတော့။ပုံမှန် battery တွေဆိုတာကအားတရာအပြည့်ကိုအမြဲတမ်းထားလို့မကောင်းဘူး။အားတရာအပြည့်ကိုအမြဲတမ်းထားထားမယ်ဆိုရင်ကိုယ့်ရဲ့ battery တက်တန်ပို့ပြီးတော့တုံနိုင်တယ်။အဲ့တော့ကိုကဖုန်းဝယ်ထားတာမှမကြသေးဘူး battery ကိုဖြုတ်ပြီးတော့လဲလိုက်ရတာ။ဒီလိုမျိုးပြဿနာတွေဖြစ်နိုင်တယ်။အဲ့တော့အခုကျွန်တော်ပြောမယ့် feature လေးကိုတော့ဖွင့်ထားမယ်ဆိုရင်မိတ်ဆွေရဲ့ဖုန်းအားကိုတညာလုံးတွင်းထားရင်တောင်မှအားတရာမပြည့်ဘဲနဲ့အားရှိတယ်ပါတယ်။ရက်နေလိမ့်မယ်။ အဲ့တော့ဒီ feature လေးကိုဘယ်လိုမျိုးသုံးအောင်လဲဆိုတာကိုကျွန်တော်အခုပြောပြပေးပါမယ်ဒီ feature လေးကိုဘယ်လိုမျိုးသုံးအောင်လဲဆိုတော့ကျွန်တော်ပထမဆုံး setting နဲ့ဝင်မယ်ပြီးတော့ကျွန်တော်တို့အောက်ကိုဆွဲချပြီးတော့အာဒီမှာ battery and power saving ဆိုတာတွေ့လိမ့်မယ်အားလေးတွေဝင်မယ်ပြီးကြကျွန်တော် charge တဲ့ဝင်မယ် charge တဲ့ဝင်မှာဒီမှာ AI charging protection လေးရဲ့ဝင်မယ်အာပုံမှန်ဆိုရင်တော့ဒီမှာ off ထားတယ်ပေါ့နော် ားတော့ဝင်ပေးလိုက်မယ်ဆိုရင်မိတ်ဆွေကညာလုံးပေါက်အားသွင်းတော့မှအားတရာပြည့်ရောက်မှာမဟုတ်ဘူး။အားရှိတယ်မှာဒီကကတ်အောက်လို့ပြောပါမှာ။အဲ့တော့မိတ်ဆွေဘက်ထရီတက်တန်းကဒီ feature လေးဖွင့်လာမယ်ဆိုရင်ပို့ပြီးတော့ကြာရှည်ခံလိုက်မယ်။နောက်ထပ် feature တစ်ခုမပြောခင်မှာလူတွေကဖုန်းဝင်မယ်ဆိုရင်ကိုယ်ဖုန်းရဲ့ display ကအလင်းကဘလောက်ရှိတယ်။ nits ဘလောက်များလဲဆိုတော့ကြည့်ပြီးတော့ဝယ်တယ်။ဒါကလည်းဖြစ်တင်နေပါတော့။ဒါပေမဲ့အချို့အချိန်တွေမျိုးမှာကိုယ်ဖုန်းရဲ့ display ကအလင်းမှိန်နေမှအဆင်ပြေမဲ့အနေအထားရှိတယ်။အဘယ်လိုမျိုးလဲဆိုတော့ဥပမာကိုယ်ဘေးမှာလူတစ်ယောက်ကအိတ်နေတယ်။ကိုကဖုန်းတုံးလို့ကိုယ့်ရဲ့ဖုန်းက display ကအလင်းကြီးအများကြီးထွက်လို့ ဘေးကလူကမျက်စိကျိန်းပြီးတော့အဲ့လိုမျိုးအနေအထားမျိုးဖြစ်တယ်။အဲ့တော့ကျွန်တော်အခုပြောမယ် extra din ဆိုတဲ့ feature လေးကိုဖွင့်လိုက်မယ်ဆိုရင်ကိုကဖုန်းတုံးနေတော့မှကိုဘေးနာလူကအနောက်ရှက်မရှိဘဲနဲ့ကောင်းကောင်းမွန်မွန်တုံးလိုက်နိုင်မယ်။အဲ့တော့ဒီ feature လေးကိုဘယ်လိုမျိုးတုံးအောင်လဲဆိုတာကိုအခုပြောပြပေးပါမယ်။ဒီ feature လေးကိုဘယ်လိုမျိုးတုံးအောင်လဲဆိုတော့ကျွန်တော်ပထမဆုံး setting နဲ့ဝင်မယ်။အာပြီးတော့ကျွန်တော်တို့ who option ကိုဆက်ချပြီးတော့ system နဲ့ဝင်မယ်။ပြီးတော့ဒီမှာ accessibility ဆိုတာတွေ့ရတာပေါ့နော်။အဲ့ဒီ accessibility ကိုထပ်နှိပ်မယ်။ နေဝင်ကျွန်တော် extra din ဆိုတာတွေ့တာပေါ့နော်အဲ့လေးကို on ပေးလိုက်ရပြီအဲ့ဒါလေးကို on ပေးလိုက်မယ်ဆိုရင်ကျွန်တော်ဖုန်းက तू အမိန်ဆုံးလင်းနိုင်တဲ့အလင်းရောင်ထက်ကိုပို့ပြီးတော့မိန်တယ်အဲ့တော့ကိုကဖုန်းနေပါလေအဲ့နေနဲ့တုံးရင်တော့မဘေးကလေကအနောက်ရှက်မရှိဘဲနဲ့ ACC တုံးလို့ရတယ်ဒီကြတော့နောက်ထပ် mic တာတစ်ခုက तू ကဒီလိုမျိုး setting နဲ့ကိုအစင်စင်သွားပြီးတော့ဝင်စရာမလိုဘဲကျွန်တော်တို့ control center ပါပါ तू ကတခါလေးပွင့်ပါပါပေါ့နော်အာဒီမှာဆိုရင်ကျွန်တော် extra din ဆိုတာလေး on ထားတယ်ကိုကမလိုဆိုရင်ပြန်ပိတ်လို့ရတယ်ကိုကတကယ်တကယ်လိုတဲ့အချိန်မှာလေခုနကလို step တွေအများကြီးနဲ့ဝင်စရာမလိုတော့ဘဲနဲ့ အလွယ်တကူဒါလေးကိုနှိပ်လိုက်တာ ਨੇ အော်တိုဝန်သားမှာဖြစ်ပါတယ်ဒီနေ့မှာတော့တက်ကနိုဖုန်းတွေမှာပါတဲ့တကယ်အသုံးဝင်တဲ့ feature လေးတွေတင်ဆက်ထွက်လေးတွေကိုပြောပြပေးကြတာပဲဖြစ်ပါတယ်နောက်ထပ်နောက်ထပ် video တွေမှာလည်းအခုလိုမျိုးအသုံးဝင်တဲ့ feature လေးတွေကိုပြောပြပေးသွားမှာမလို့ကျွန်တော်ရဲ့ page ကို like and subscribe လုပ်ခဲ့ပါအောင်ပြောရနေပဲအားလုံးကျေးဇူးတင်နေကျွန်တော်အခမှာ